မြတ်စွာဘုရားရဲ့အဆုံးအမစကားရဣတရဏဂုံတည်ပြီး၅ပါးသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအပေမလားဘူးဆိုတာတတိချတာမှတ်ပဲဘုရားဘာသာဖြစ်ရတဲ့နဲ့အပေလားတဲ့ဆိုတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကလည်းမပြည့်ပြန်လို့နော်မပြည့်ပြန်ဘူးဆိုတာကြည့်တယ်ဖះကိုယ်ဝယ်တဲ့ဒီဖះလေးကစီးပွားတတ်တယ်ဆိုပြီးကိုယ်ဝယ်တာဒါမှမပြည့်ပြန်ဘူးလို့ခေါ်တယ် လိုက်ရလို့ကိုယ်ဝဲတာမျိုးဒါတရဏဂုံပြီးပြင်းပြင်းမဟုတ်ဘူးတရဏဂုံပြီးပြီးပြင်းပြင်းဆိုတာဖရာရဲ့ခုံကိုအာယုံပြုတ်ပြီးတော့ကိုယ်ဝဲတာဒီလိုဆိုလို့ပေါ့နော်ဖရာလာဘကုလခြင်းဝေးတန်တာဘေးမှလူရေးရင်မြောင်းဆိုရသော်ဖရာခုံတော်တွေကိုရည်စူးပြီးတော့ကြောက်လို့ကိုယ်ဝဲတာလည်းမဟုတ်ဘူးမျိုးယူ အစင်လာမို့ကိုးခဲ့တာလည်းမဟုတ်ဘူးဖះရဲ့ခုံကိုတိပြီးတော့ကိုးတယ်လက်လက်ပါမျောပြီးတော့ကိုးခဲ့တာလည်းမဟုတ်ဘူးလူတွေနတ်ကိုးခဲ့တဲ့လူတွေလောက်တာချိန်တယ်ကိုးစားတဲ့အစာလေးနတ်ဘူးအရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါဘယ်တော့လာစားလို့ဒီရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါဆိုခေါင်းပေါ်မှာဝဲလိုက်သေးတာဝဲပြီးတော့တင်ထား တင်ထားပြီးတော့အခုလို့ဆက်တရလို့ရှင်ကြီးကမတော်မူပါဘာလို့ချင်လဲစီးပွားရေးအောင်မြင်အောင်မဆပေးပါလောက်ထားတော့ကိုယ့်အကူလောက်တာတော့ကျေးဇူးတင်တာတလွဲ့တော့ကျေးဇူးတင်အရှင်ကြီးမပါဆိုပြီးတော့အဲ့နေပေါ့သူမလေးပေါ့နော်သူမလေးတကယ်မမယ်ဆိုရင်အသာသာအဲ့နေအပင်မခံနိုင်နဲ့လက်ဖက်ကလေးတင်ပြီးတော့အမြဲတမ်းပဲအဲ့ဒါအဲ့တန်နေ အလုံးမလုံးလို့ရတော့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးတရားမင်းကြီးတောင်းမှပဲနော်လက်တွေထဲမှာတကူကြီးတယ်လို့ဆိုတဲ့တရားမင်းကြီးကတောင်းမလုပ်ရင်ဘာမှမရဘူးလို့ပြောတာသူပြောတဲ့စကားကသူသားတစ်ယောက်ရှိတယ်သူဝီရနဲ့ဇေယန္တတရားမင်းရဲ့သားတွေရှိတယ်သူပြောတဲ့စကားလေးကိုနားထောင်ကြည့် အနုထဟံအဝါယမယတရဒုက္ခံဒိကစ္စတိသူဝေရတထကိစ္ဆာဟိမင်စတထေဝပပယလေသူပြောတာရှင်းရှင်းလေးအနုထဟံဆိုတာတက်တွကြကြမလုတ်ဖဲနဲ့အဝါယမမကြိုးစားဖဲနဲ့နော်မကြိုးစားပဲနဲ့ ုက္ခယတ္တရာဒိကိစ္စတေချမ်းသာရနိုင်တဲ့နေရာရှိတယ်ဆိုရင်တဲ့သူဝိရတတ္ထကိစ္စဤမင်းအဲ့ဒီအရက်သွားနေတဲ့မင်းစတတ္ထေဝပါပယငါကိုလည်းခေါ်သွားပါတဲ့အဲ့ဒီရှင်းရှင်းလေးရဲ့သူပြောတာသူဝိရမလုတ်ခဲမကင်မဲနဲ့ချမ်းသာဒုက္ခရရတယ်ဆိုတဲ့နေရာရှိလို့ရှင်မင်းအဲ့ဒီနေရာသွားနေတဲ့ ငါ့ကိုလည်းအဲ့ဒီရောက်အောင်ပို့ပေးတယ်ဘယ်နည်းအားမှမရှိဘူးဒါနော်အလုံးမလုံးပဲနဲ့မကြိုးစားပဲနဲ့ရရဲဆိုတာတခုမှမရှိဘူးလောက်ရမယ်ကြိုးစားအဲ့ဒီလိုလောက်ရမယ်ဆိုရင်ဝီရိယရဲ့အကျိုးကျေးဇူးတကိုးကြီးတဲ့လူတွေကတရားမင်းတို့အဆင့်ကိုးကွယ်တာတော့မဟုတ်ဘူးနော် လူဝင်ပူးတဲ့နတ်ဆိုတာတရားမဲ့အဆက်မရှိဘူးပေါ့ဘာလို့လဲဆိုလူရဲ့အနံ့ကဒီဥစ္စနာလောက်ကနန်းတယ်လို့ပြောတာပဲဟုတ်ကောင်းဟုတ်လိမ့်မယ်တိရစ္ဆာန်ဝင်နေသွားရင်တတော်နန်းတာတိရစ္ဆာန်တွေရဲ့အနံ့မခံနိုင်ဘူးနတ်တွေကလည်းလူပြေလာလို့ရှင်လူတွေရဲ့အနံ့မခံနိုင်ဘူးတဲ့လူတွေကသာမှုေးနေကြတာကွာကောဟောမခံနိုင်ဘူး မခံနိုင်လို့နှကောင်းပိတ်လာကြလူတွေအိပ်ပြီဆိုမှညမှလာတာတဲ့အဲ့ဒါအကြောင်းပဲညတကောင်ကြမှာလူတွေအိပ်သွားပြီဆိုတဲ့အချိန်လေးမှာတိတ်တိတ်လာကြတာဖျားစီအဲ့ဒါလူနတ်မခံနိုင်လို့ပဲအထက်နတ်ကအဲခဏခဏဝင်ပူးနေရင်တော့လူနာနတ်ပဲဖြစ်မှာပဲအဲ့ဒါတော့လူနတ်ခံနိုင်တဲ့နတ်ဖြစ်မှာအဲ့ဒီမှာလူနတ်မခံနိုင်တဲ့တရားမင်းတို့လို့အမှန်တမ်း တကူကြီးတဲ့နတ်တရားတောင်အလုံးလုံးရမယ်လို့သူသားကိုပြောတာမင်းမလောက်ပဲနဲ့ချမ်းသာဒုက္ခဆိုမရဘူးဆိုတော့ဒါကအလွန်အရေးကြီးတာပဲလုံးတဲ့လုံးတတ်တာလုံးကိုလုံးရမယ်ဒါကြောင့်ငါးပါးသီလစောင့်ထိန်နေဆိုတာသူကသူနေတာထိန်တာမဟုတ်ဘူးလေဆိုပါတော့ခုနက တရားဝဲအစမှာပန္တိပါတာဝေရမဏိသိခာပရံသမာရိယမိလို့စောက်တီလိုက်တယ်စောက်တီလိုက်တာသမာဒါနစေရနာလို့ခေါ်တယ်ရှောင်ကျင်ပါမယ်လို့ဂရိကဝတ်ပြုလိုက်တာရှောင်ကျင်ပါမယ်ဂရိဝတ်ပြုထားတာပဲရှိတယ်အဲ့ဒီအချိန်လေးမှာရလိုက်တဲ့ကုသိုလ်ကသမာဒါနကုသိုလ်ပဲရှိတယ်အဲတွေ့လိုက်ပြီဆိုရင် ကိုလာကြိုက်လို့ဖက်ခနဲ့ချင်းရိုက်လိုက်ပြီဆိုရင်တော့ခုနကရှောင်းကျင်မမယ်ဆိုတာဟာဖြတ်လိုက်တာနဲ့တူတူပဲအဲ့ကြလို့သူကရှောင်းလိုက်ရမှာအဲ့ဒီအချိန်မှာဆိုလိုတာကပဏာတိပတ္တမရှောင်းပါတယ်ဆိုတကယ်ကျုံးလာပြီဆိုလို့ရှင်မလုတ်ဖဲနဲ့ရှောင်းလိုက်ရအဲ့ဒီရှောင်းတော့မှသူကသာတီလာလို့ခေါ်တာเนาะအဲ့ဒီကြရင်တော့ဝိရတိလို့ခေါ်တယ် ဘာဏတိပတဝေရမဏိယစေရနာကိုလည်းတီလာလို့ခေါ်တယ်ဝိရတိကိုလည်းတီလာလို့ခေါ်တယ်မရှောင်ဘူးဆိုလို့ရှိရင်မရဘူးဒီကုသဟာနော်မရောမရဘူးသူများဥစ္စာတွေ့တယ်အသာယူဖို့အစင်းင်းဖြစ်တယ်မယူဘူးရှောင်လိုက်တယ်ဝေရမဏိနော်ဝိရတိဖြစ်တယ်အဲ့ချာသောတိတုံးကစေရနာရှောင်တဲ့အချိန်ကျတော့ဝိရတိ ဒီဆောင်ကျင်မှုဟာတာမန်ကုသိုလ်မဟုတ်ဘူးသီလကုသိုလ်ဒါနကုသိုလ်တွေပုံမြတ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်တန်ဖိုးခြင်းလည်းအလွန်ကွာခြားတယ်အလွန်ကွာခြားလို့သီလကုသိုလ်နဲ့ပြည့်စုံအောင်ကြိုးစားအထောက်ဖို့ဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်အ ਨੇ စုံငါဘသီလလုံကျလုံကျုံလာပဲကြုံတွေ့လာတိုင်းရှောင်ကျင်လိုက်တယ် သီလကိုမချိုးဖောက်ဘူးမချိုးဖောက်တာကိုနေ့စဉ်နဲ့အမြကိုယ့်ကိုစမ်းစစ်တယ်ငါပဏာရိပတာချိုးဖောက်တာရှိသလားအရိဏဒါနကာဝေတုမိစ္ဆာဆာချိုးဖောက်တာရှိသလားချိုးဖောက်မှုမရှိဘူးဆိုလို့ရှိရင်စိတ်ထဲမှာကြည်နူးတယ်ဝမ်းသာအဲ့လိုကြည်နူးဝမ်းသာလာတဲ့ထိအောင်ကိုယ်တည်လာကိုပြန်တွေးရမယ် ကိုတိလာကိုကိုပြန်တွေးမှတိလာပို့အောင်တက်လာပြီကုသိုလ်တွေကတိုးလာအနုဘုဆိုရင်မတိုးဝိကျေးဆိုတော့ကိုယ့်အိမ်ထဲမှာမိကန်တက်တာတွေထည့်ပြီးတော့တောခတ်ထားလို့ရှင်ဝိသိန်း90ဟာသိန်း90ပဲမတိုးဘန်တို့ကတော့အထာပြီဆိုလို့ရှင်တော့တိုးနေတာ အဲ့ဒါလို့ပဲတီလကပြန်မတွေးပဲနဲ့နေရင်တော့မတိုးဘူးတဲ့သူကအတိုးမရှိဘူးအဲ့တော့အတိုးမရှိတာကြိုက်သလားတိုးတာကြိုက်သလားကိုယ့်အကိုဆုံးဖြတ်မှာဒါနော်တိုးစေခြင်းတိုးတဲ့နေရှိတယ်ဘာလို့ကမလဲပြန်ပြီးတော့စဉ်းစားစဉ်းစားတဲ့အခါမှာဝန္တာအာရဖြစ်အောင်တီလလေးဆင်ခြင်စဉ်းစားလိုက်တာနဲ့ဘဝတစ်ခုဟာလုံလောက်တဲ့အနေအထားမျိုးအထိရောက်နိုင်ပါတယ် ကြည်လင်၅ပါးသီလတစ်ခုချင်းတစ်ခုချင်းစဉ်းစားစဉ်းစားလိုက်တဲ့အခါမှာဘာဖြစ်လဲအနဝိဇ္ဇဒုက္ခငါမှဘာအပြစ်မှမရှိဘူးဆိုတဲ့စိတ်ချမ်းသာမှုတစ်ခုရအဲ့ဒီစိတ်ချမ်းသာမှုကဘာဖြစ်လဲလို့ဆိုရင်အဝိပတိတာရလို့ခေါ်တယ်စိတ်နှလုံးနှလုံးမตาမရမဖြစ်ဘူးနှလုံးကြည်ตาတယ်ဆိုတဲ့အဓိပ္ပာယ်ဝန်တာတယ်လေ အဲ့ဒီနှလုံးချီတာမှုကိုအကြောင်းပြုပြီးတော့ပမောဇ္ဇဆိုရယ်ဝမ်းမြောက်မှုဖြစ်တယ်ဝမ်းမြောက်မှုကိုအကြောင်းပြုပြီးတော့ပီတိဆိုတာဖြစ်လာတယ်ပီတိကိုအကြောင်းပြုပြီးတော့ပတ္တတိလို့ခေါ်တယ်ကိုရောစိတ်ရောငြိမ်းအေးမှုဖြစ်လာတယ်ပတ္တတိဆိုရယ်ကိုရောစိတ်ရောငြိမ်းအေးမှုကိုအကြောင်းပြုပြီးတော့ဒုက္ခဆိုရယ်စိတ်ချမ်းသာမှုတွေရလာစိတ်ချမ်းသာမှုကိုအကြောင်းပြုပြီးတော့ဘာဖြစ်လဲတမာတိစိတ်တွေငြိမ်းလာတယ်တည်ငြိမ်မှုရတယ် စိတ်တည်ငြိမ်မှုကိုအကြောင်းပြုပြီးတော့ယထာဘူတညာနာတတနာအဖြစ်မှန်ကို မြင်ခြင်းသိခြင်းဆိုတာရတာသိတာမြင်တာဖြစ်လာဟောဒါတိလကဆက်သွယ်ပြီးတော့ရလာတဲ့အကျိုးကျေးဇူးတွေကဒီဘဝမှာပဲအေးတိလဆောင်တာနောင်ဘဝကြမှာရမယ်လို့မတွေးနဲ့နော်နောင်ဘဝကိုမသိဘူးအခုရတာဒါတွေအခုရတာအခုရတဲ့တန်ဖိုးကိုသိရညာတော်အဖြစ်ပြောလို့ရှိရင် တီလာလုံလို့ရှိရင်နောက်ဘဝမှာနတ်ပြည့်ရောက်တယ်။နတ်ပြည့်လည်းဘယ်နေမှမသိတာကိုသိလို့လား။သိပါမသိတာနော်။အဲ့တော့အဲ့ဒါမတွေးနဲ့။မြတ်စွာဘုရားဟောလို့လက်ခံထားတာ။နတ်ပြည့်ရှိတယ်ဆိုတာကိုမသိဘူး။သို့တော့ဘုရားဟောတာ။ဒီကုသိုလ်ကောင်းမှုလို့ရင်နတ်ပြည့်ရောက်တယ်ဆိုတာမှားသလားလို့ဆိုမမှားမှန်းတယ်။သို့တော့ကိုသိတဲ့အကျိုးတရားကိုသိဖို့ဒီဘဝတည်းမှာဟောတီလာရှိလို့ရှိရင် ဒီလိုအကျိုးကျေးဇူးတွေကိုယ်ထဲမှာရောက်တယ်။အော်ကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းပတ်ဝန်းကျင်ကကိုယ်ယူသေးတယ်လေးစားလာတယ်။ကိုကျင့်တရားကောင်းဒါတွေကဒီဘဝမှာရနိုင်တဲ့အကျိုးကျေးဇူးတွေကိုမြင်ရတဲ့အကျိုးကျေးဇူးလက်တွေ့ကြတယ်။အဲ့တော့ဘုရားဗုဒ္ဓဝင်တယောက်အနေနဲ့အခြေခံလေးအခုလောက်တင်ကိုလုံးရှိမယ်ဆိုရင်တော့အမတမဟိုကျေနပ်စရာကောင်းတဲ့အနေထားမျိုးရတယ် တရဏဂုံအမျိုးအစားနဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရှိတယ်။တရဏဂုံတည်ဖို့ဆိုတာတရဏဂုံအမျိုးအစား၄မျိုးရှိတယ်တဲ့။ပါဠိလိုနံပါတ်၁ကအတ္တတန်နိယတနာအတ္တတန်နိယတနာဆိုတာမိမိကိုယ်ကိုဖရာတရားတန်ခါတို့အနှင်းခြင်းအာအတ္တနာဗုဒ္ဓသာနေရတေမီ ငါရဲ့ဘဝငါခန္ဓာကိုယ်ဖះအအနှင်းပါれလို့ဆိုရင်အတ္တတဏိယတနာကိုကိုကိုအနှင်းပြီးတော့ကိုးွယ်တဲ့တရဏဂုံကိုအတ္တတဏိယတနာတရဏဂုံလို့ခေါ်တယ်နောက်တစ်ခုကတပ္ပရာယနာတာပါဠိလိုတပ္ပရာယနာတာပရာယနာဆိုတာလဲလျောင်းရလဲလျောင်းရဆိုတာ ဖះမှာတပါအာကိုရမရှိဘူးဖះကိုပဲအာကိုပါတယ်လို့အဟံဗုဒ္ဓပရာယနောငါသည်ဖះပေါ်မှာသာအာကိုတယ်တခြားကိုအာမကိုဘူးဓမ္မပရာယနောတရားသာလဲအာကိုရရှိတယ်တခြားကိုအာမကိုဘူးတန်ခါပရာယနောတန်ခါသာလဲအာကိုရရှိတယ်ခြားကိုအာမကိုဘူးလို့ဒီလိုစောင့်တည်တဲ့တရဏဂုံကြတော့တပ်ပရာယနာတာလို့ခေါ်တယ် နောက်တစ်ခုကတိတ်တဘာဝပကမခမဏတိတ်တဆိုတာတပြိဘာဝဆိုတာအဖြစ်ဥပကမဏဆိုတာကရောက်ခြင်းတပြိခံခြင်းလို့ပြောတာနော်ဖရာရဲ့တပြိဘုသူရဲ့တပြိတော့ဆိုဖရာတပြိဓမ္မဗုဒ္ဓရဲ့တပြိဓမ္မရဲ့တပြိသံဃာရဲ့တပြိဆိုပြီးတော့တပြိအဖြစ်ခံယူတာအဲ့တော့ဗုဒ္ဓရဲ့တပြိအဖြစ်ခံယူလိုက်တာ ဒါသိတ္တဘာဥပကမ္မနာတရဏဂုံလို့ခေါ်တယ်။ဒီတရဏဂုံကိုဘယ်သူစောင့်တည်ခဲ့တာလဲလို့ဆိုလို့ရှိရင်ရှင်မဟာကတ္တဝလို့နောက်ပိုင်းမှာထင်ရှားကြောကြားတဲ့ပိပ္ပလိပုံနာတထေကြီးကသိတ္တဘာဥပကမ္မနာတရဏဂုံကိုစောင့်တည်ခဲ့တာသူပါဟံဗုဒ္ဓသာအန်တေဝါတိကောငါဖရာရဲ့တပည့်ပဲဘုသူရဲ့တပည့်မှမခံဘူး ငါဆရာဖះပဲလို့ဒီလိုလက်ခံတာနောက်တစ်ခုကြတော့နောက်ဆုံးတစ်ခုကြတော့ပฏิပါတပฏิပါတဆိုတာလက်အုပ်ချီတာတို့ရှ िख ိုးတာတို့အယုသိပေးတာဘယ်သူမှဘယ်ဖះကိုမှလက်အုပ်ချီခြင်းအယုသိပေးခြင်းရှ िख ိုးခြင်းဆိုတာမလုပ်ဘူး ဒီဗုဒ္ဓဓမ္မတန်ခါကိုသာလည်းလက်ဟုတ်ချီခြင်းယုံကြည်ပေးခြင်းရှိခိုးခြင်းလုပ်မယ်လို့ကိုယ်စိတ်ကိုဆုံးဖြတ်ထားပြီးတော့ကိုယ်ခွေတာယုံကြည်ပေးတာဒါပဏိပါဒလို့ခေါ်တယ်အဲ့ဒီလိုပဏိပါဒလုပ်တဲ့အခါမှာအမျိုးမျိုးရှိသေးတယ်တရဏဂုံတီမတီဆိုတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ဖះကိုယုံကြည်ကိုယ်ခွေတယ်ဆိုတဲ့နေရာမှာ လတ်လပါလိုခြင်းလို့ဘုရားကိုကိုယ်ွယ်တာလားဆရာသမားဖြစ်လို့ဘုရားကိုကိုယ်ွယ်တာလားဆွေမျိုးတော်လို့ဘုရားကိုကိုယ်ွယ်တာလားအေးမကိုယ်ွယ်ဘူးဆိုရင်ပဝန်းကျင်ကကိုယ်ကဲ့ရဲ့ရှုပ်ချမှာမှုကြောက်လို့ကိုယ်ွယ်တာလားဟောဒီလိုရှိတယ်အကယ်၍အဲ့လိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုသိပြီးအော်တကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲ။ ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုယ်ခွေမှာတရဏဂုံတည်တယ်တဲ့။ဟောတရဏဂုံယူပြီမဲ့လို့ယူတိုင်းမတည်ဘူးလို့ဆိုတာ။ဒက္ခိနေယတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့ကိုယ်ခွေမှာတရဏဂုံတည်တယ်။အေးဖရာငါဆွေမျိုးပဲဆိုပြီးတော့ဆွေမျိုးကိုချစ်တဲ့စိတ်နဲ့ဖရာကိုရှ िख ိုးလို့ရှိရင်ဒါတရဏဂုံမဟုတ်ဘူး။ ကိုအမျိုးကိုကဘာမသိညာမသိဒီဖះပဲကိုးွယ်တယ်ဆိုတော့အမျိုးယိုးလိုက်မိယိုးဖလာပေါ့အဲ့လိုမိယိုးဖလာကိုးွယ်ရင်လည်းပဲတရဏကိုအစ်စ်မရဘူးညာတိကုလအာစာရဆရာအနေနဲ့ကိုးွယ်လို့ရှင်လည်းပဲဟုတ်လားမအာစရိယအနေနဲ့ကိုးွယ်လို့ရှင်လည်းမရဘူး ဘယကြောက်လို့မကိုးကွယ်ရင်မင်းကိုးကွယ်ရမယ်မကိုးကွယ်ရင်မလုပ်မယ်ညာလုပ်မယ်ဆိုရင်ကြောက်လို့ကိုးကွယ်တာဆိုရင်လည်းပဲတရဏကုံမတည်ဘူးတဲ့ဒါကြောင့်မို့ပဏိပါဒဆိုတဲ့ဒီကိုကိုကအလေးအမြတ်လက်အုပ်ချခြင်းရှ िख ိုးခြင်းဆိုတဲ့ဒီအမှုတွေကိုပြုတယ်လို့ဆိုတဲ့နေရာမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့လုံမှ တရဏဂုံတရားရောက်တယ်လို့ဒီလိုစာပေကျမ်းကမှဆိုထားတယ်တခါအဲ့ဒီတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်စရာနော်အဲ့ဒီလောကီတရဏဂုံဟာပြည့်ပြည့်စုံစုံဖြစ်ဖို့အတွက်လိုအပ်တာတွေရှိတယ်မပြည့်မစုံတဲ့ဟို ပဏိပါဒတရဏဂုံဟာတရဏဂုံပြီးပြီးပြင်းပြင်းမဖြစ်ဖို့ရတဲ့အကြောင်းတရားတွေရှိတယ်။တရဏဂုံရဲ့အရှိန်အဝါကိုခြားဆင်းစေတတ်တဲ့အကြောင်း၃မျိုးကဘာလို့ဆိုအညာနာနားမလဲတာတစ်ခုမသိဘူးဘယ်လိုကိုယ်ဝေရမလဲဆိုတာမသိဘူးနော်တန်တရဟောမဟုတ်ကလားဖះဆိုတာဟောမဟုတ်ကလားဆိုတဲ့ မယုံတယုံနဲ့ကိုးကွယ်တာနောက်တစ်ခုကမိစ္ဆာညာနာမှားယွင်းတဲ့အတွေ့အကြုံအမြင်တွေနဲ့ကိုးကွယ်တာအဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာညော့နေပြီးတော့သွားလိုက်မယ်ဒါကြောင့်မို့အတိညာလည်းရှိရမယ်တန်တရားလည်းခင်းရမယ်မှန်ကန်တဲ့ညာအမြင်နဲ့ပြည့်စုံရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာ